မင်္ဂလာညချမ်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ2ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာကတော့ပူပူပါပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်နိုင်ငံသားရေးတူဝင်ဂျီမီယာဂျီကမြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ဂျပန်လွှတ်တော်အမတ်များတက်မကမှအကူအညီတောင်းခံမှုတရက်ကိုလက်ခံရယူတဲ့သတင်းတင်ဆက်ပေးပါမယ် ဂျပန်နိုင်ငံသားဤတွဝင်ကြီးမီယာကြီးကမြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ဂျပန်လွှတ်တော်အမတ်များတက်မကမှအကူအညီတောင်းခံမှုတရက်ကိုလက်ခံရယူခဲ့တယ်လို့သတင်းရရှိပါရယ်။နိုင်ငံသားဤဝင်ကြီးဌာနဒုတိယဝင်ကြီးမီယာကြီးသည်မြန်မာနိုင်ငံဒီမိုကရေစီရေးအထောက်ကူပြုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၏မှတ်တမ်းလွှာကိုလက်ခံရယူခဲ့ကြောင်းအော်တိုဘာလအတွင်းဂျပန်နိုင်ငံသားဤဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါရယ်။ အဓိကတော့ကျမတို့နဲ့ဂျပန်လွှတ်တော်အမတ်များတမကအဖွဲ့နဲ့တွေ့တော့ကတောင်းဆိုချက်များနဲ့ဂျီရန်လွှတ်တော်အမတ်တွေတောင်းဆိုချက်များပေါင်းပြီးဂျပန်နိုင်ငံသား၏ဝင်ကြီးဌာနကိုပေးပို့တာပါဒီစာထဲမှာပါတာကဂျပန်နိုင်ငံအစိုးရနဲ့ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့အကြမ်းဖက်ဆုပ်စုကျင်းပပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲရှမ်းအလက်ရှင်ကိုလုံးဝလက်မခံဖို့တောင်းဆန်းစုချီကိုအမြန်ဆုံးပြန်လည်ပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုက်တွန်းတောင်းဆိုထားတဲ့စာကိုအထက်လွှတ်တော်ဥက္ကဋ္ဌ Mr. Kunto So Eastern တရားဝင်ပေးအပ်ခဲ့တာပါလို့ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ယုံမှဒေါ်နော်အောင်မာကပြောပါတယ်စတမာလ30ရက်နေ့မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးသည့်ပါတီလွှတ်တော်အမတ်များတမကဤနှစ်ပတ်လည်ညီလာခံသို့ဂျပန်နိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ဦးစောပါလတိန်နဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏တက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်များမှတက်ရောက်ခဲ့ရမှာမြမအရေးကိုဆက်လက်အကူအညီပေးရန်တောင်းဆိုခဲ့ကြပါရရှင်။ အခုတခါဆက်လက်ပြီးတော့တရားမျှတမှုကိုလိုလားတဲ့မီဒီယာတွေပျောက်ကွယ်မသွားအောင်ကူညီဖို့ကိုထိန်လင်းတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားမျှတမှုကိုလိုလားတဲ့မီဒီယာတွေပျောက်ကွယ်မသွားအောင်ကူညီဖို့ဒေါန်ဆန်းစုကြည်ဤတားငယ်ကိုထိန်လင်းကအော်တိုဘာလ၂ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်။အခုဝတ်ထားတာကျွန်တော်အကို1992လောက်ကဝတ်တဲ့တီရှပ်ပါ။အဲ့ဒီတော့ငါသူနဲ့ကျွန်တော်မိမိသတင်းကိုလွတ်လပ်တဲ့သတင်းမီဒီယာတွေကပဲကြားသိနိုင်ခဲ့တယ်။မိမိဘဝရဲ့အချိန်တော်တော်များများဟာစစ်တပ်ရဲ့ဖမ်းဆီးချုံနောက်မှုအောက်မှာကုန်ဆုံးရတယ်။ ကျွန်တော်တို့နဲ့လည်းအဆက်အသွယ်ဖြတ်ခံထားရတယ်။မိမိနေကောင်းသလားဆိုတာမီဒီယာတွေကတစင်မဲ့တီးခဲ့ရတယ်။ယခုတိုင်လည်းအဲ့ဒီအတိုင်းပဲ။ကိုရောင်ဆိုးလာပါတယ်။သူတို့ဘလို့ပဲသတင်းတွေကိုအမှောင်ချထားပါသေး၊နှုတ်ပိတ်ထားပါစေ။မီဒီယာတွေဟာအမှန်တရားကိုရအောင်ဖော်ထုတ်ပါတယ်။ဒါကြောင့်ဒီလိုမီဒီယာတွေပျောက်ကွယ်မသွားအောင်ကူညီကြရမယ်။မိမိအတွက်နိုင်ငံရေးအကျဉ်းသားအလုံးအတွက်မြန်မာပြည်သူအလုံးအတွက်အမှန်တရားကိုဆက်လက်ဖော်ထုတ်နိုင်အောင်ကြိုးစားကြရမယ်လို့ကိုထိန်လင်းကဆိုပါတယ်။စစ်ကော်မရှင်၏ဖမ်းဆီးနှိပ်စက်မှုနှင့်တပ်ဖြတ်မှုများကြောင့် တည်ဆုံးခဲ့ရသောသတင်းမီဒီယာသမားများ2021ခုနှစ်ဖေဖော်ဝါရီလမှ2025ခုနှစ်ဇန်နဝါရီလအထိစုစုပေါင်း9ဦးရှိခဲ့ပါတယ်။ဆီယာနာသိမ်းပြီး၄နှစ်နီးပါးကာလတွင်သတင်းသမားဦးရေ200ကျော်ဖမ်းဆီးခံခဲ့ရပြီးနိုင်ငံအနှံ့အကျဉ်းထောင်အသည့်တီတွင်သတင်းသမားအနည်းဆုံး30ကျော်မှအများဆုံး90ဝန်းကျင်အထိထိမ့်သိမ်းခံခဲ့ကြရပါတယ်ရှင်။ ဆက်လက်ပြီးတော့တကုံတက်ကတူအတွင်ရှိ CDM စည်ရင်းများနဲ့ကိုရဲချက်လက်များကိုအတန်းဖက်စစ်ကောင်စီမှပြန်လည်ကောက်ယူမဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တကုံတက်ကတူအတွင်ရှိ CDM စည်ရင်းများနဲ့ကိုရဲချက်လက်များကိုအတန်းဖက်စစ်ကောင်စီမှပြန်လည်ကောက်ယူမည်ဖြစ်ကြောင်းသိရပါတယ်။တကုံတက်ကတူအတွင်ရှိ CDM စည်ရင်းများနဲ့ကိုရဲချက်လက်များကိုအတန်းဖက်စစ်ကောင်စီမှပြန်လည်ကောက်ယူသွားမည်ဖြစ်ကြောင်းသိရှိရတယ်လို့တကုံတက်ကတူယာယီကောင်စီကအသိပေးကြေညာပါတယ်။တကုံတက်ကတူယာယီကောင်စီဒီလည်း ရန်သူ၏အမျိုးမျိုးသောဖိနှိပ်မှုတို့ကိုတွန်းလှန်ကာပြည်သူတော်လှန်ရေးပန်းမှရက်တည်နေကြပါသောဆရာဆရာမများဝန်တန်းများအလုံးနှင့်အတူတော်လှန်ရေးပန်းတိုင်ခီးဆုံးအောင်ပွဲသို့မမိတ်မတုံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းတကုံတက်ကတူယာယီကောင်စီကဆိုပါရရှင်။ပခုတ်ကူလေရင်ကွင်းတိဆောက်ရေးအတွက်အသုံးပြုမဲ့ကျွန်းတစ်တွေတင်ဆောင်လာတဲ့ကားတစီကို local pdf ဖန်စီတဲ့တရင်ကိုတင်ဆက်ပေးပါောင်းမယ်။မကွေးတိုင်းပခုတ်ကူမြို့မှာရှိတဲ့လေရင်ကွင်းတိဆောက်ရေးအတွက်အသုံးပြုမဲ့ကျွန်းတစ်တွေတင်ဆောင်လာတဲ့ စေဘင်းကတစည်းကိုဖမ်းဆီးရမိခဲ့တယ်လို့စောတောင်းဝိုင်းရဲ့ဆို PDF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။စတင်မာလာ26ရက်နေ့ညနေ3:00နာရီခန့်မှာရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့တောလန်းတနေရာမှာ၈တမ၁၅၃တန်ရှိတဲ့ကျွန်းတစ်တွေတင်ဆောင်လာတဲ့စေဘင်းကတစည်းကိုဖမ်းဆီးရမိခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ရှင်မောင်းစပရနဲ့ပခုတ်ကူကနေလိုက်လာတဲ့သူကိုဖမ်းဆီးရမိတာကြောင့်စစ်စေးခဲ့ရမှာအကြံဖက်စစ်တပ်ရဲ့လေရင်ကွင်းတိဆောက်ရေးအတွက်တိဆောက်လာတာလို့ထွက်ဆိုထားတယ်လို့သိရပါဗျ ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုလေကြောင်းကနေတက်ဖြတ်ဖြက်စီးနေတဲ့အတန်းဖက်စစ်တပ်ရဲ့လေရင်ကွင်းတိဆောက်ရေးမှာအုံပြုမဲ့ကျွန်းတစ်တွေနဲ့ကားကိုတော်လှန်ရေးအကျိုးပြုလုပ်ငန်းတွေမှာအုံပြုသွားမယ်လို့စောတန်းဝိုင်းအဆို PDF ကထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့စစ်တပ်အနာသိမ်းပြီးချိန်မှာယနေ့ထိဒဇယ်မြို့နယ်တွင်စစ်ကော်မရှင်တပ်များအကြိမ်150ကျော်ထိမိရှုခဲ့ရာကျေးရွာ100ကျော်မှလူနေအိမ်9300ကျော်မိလောင်ပျက်စီးခဲ့ရတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ စစ်တပ်အနာသိမ်းပြီးချိန်မှာယနေ့အထိဒဇယ်မြို့နယ်တွင်စစ်ကောင်မရှင်တပ်များအကြိမ်150ကျော်ထိမိရှုခဲ့ရာကြေးရွာ100ကျော်မှလူနေအိမ်9300ကျော်မိလောင်ပျက်စီးခဲ့ရပါတယ်။ဒဇယ်မြို့နယ်ခပောင်းတိုင်အုပ်စုတနေကြေးရွာရှိလူနေအိမ်များကိုစစ်တပ်နှင့်ပြူစစ်ကြောင်းမှ2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နနက်အချိန်နှင့်ညနေအချိန်တို့တွင်မိရှုဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ တနေကြီးရွာသည်စစ်ကောင်စီတပ်၏မိရှုဖျက်ဆီးခံရသောဒဇယ်မျိုးနယ်၏တရတရွာမြောက်ကြီးရွာလည်းဖြစ်ပါရဲအတန်းဖက်စစ်ကောင်မရှင်တနေလောက်ခံတပ်များ၏မိရှုဖျက်ဆီးမှုကြောင့်တနိုင်ငံလုံးတွင်မိလောင်ဆုံးရှုံးခဲ့ရတဲ့အဆောက်အဦသိန်းနှင့်ချီရှိခဲ့ပြီးဖြစ်ပါရဲရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ရေဒီယိုအန်ယူဂျီသတင်းတောက်တာကီနှင့်ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါရဲရှင်